ုံးထောင်တာတော်လိုင်းရေးမဟုတ်ဘူးတဲ့ဟုတ်ပြီဘုံးထောင်တာတော်လိုင်းရေးမဟုတ်ဘူးဆိုရင်လေမြန်နဲ့ပြည်သူအပေါ်ဘုံကျဲတာကြတော့ငိမ့်ငိမ့်လို့ခေါ်ပလားဒီရွေးကောက်ပွဲကဒါတစ်ဖက်သက်ဒီကောက်ပွဲဆိုတော့လေဒါကဘာလည်းသိတယ်ပြီးတော့တို့နိုင်ငံပြည်သူတွေအားလုံးလည်းသိတယ်ဒါဟိုမှအားလုံးပြည်သူတရက်လုံးဒုက္ခရောက်မဲ့ကိစ္စကိုအဲသူတို့လိုဒီလူတစုတစ်ဖွဲ့ကဘာလို့ထောက်ခံနေကြတာလဲဒီတော်လိုင်းအစပိုင်းလက်သုံးချောင်းထောင်နေတဲ့အထဲမှာ အခုဒီစစ်အာဏာရှင်ရဲ့ဒီဇလန်တိုမှာပါခဲ့တဲ့ဒီအမှုပညာအရေးချုံကြီးအများကြီးပါတယ်စစ်တပ်ကပြည်သူကိုဘုံနေကျဲတယ်မိတွေရှို့တယ်လူတွေတက်တယ်ဓမြတိုက် PDF ဒါမျိုးလို့လည်းမလုပ်ပါဘူး IAO တွေဒါမျိုးလို့လည်းမလုပ်ပါဘူးခင်ဗျဘယ်အဖွဲ့အစည်းကပြည်သူပြည်သူဘက်ကိုမျက်နှာလှည့်လဲဆိုတော့သူတို့သိဖို့လိုတယ်ဒီဘုံကြီးเจ้าတွေဘုံကျဲတယ်မထီးတဲ့เจ้าကဘုံကြီးနေကြတော့မနာကြဘူးခင်ဗျနောက်တစ်ခုရှိတယ်စာတင်ကြောင်းတွေဘုံကျဲတယ်မကျဲခံရတဲ့စာတင်ကြောင်းကဆရာဆရာမတွေမသိကြဘူးသူတို့မနာကြဘူးဆက်လက်ပြီးတော့မှဥသင်ဟိုကိုပေါက်စီကို အလှည့်ပေးခြင်းမာတွေပေါ့စီရေဆိုတော့အဲစောစောကဆယ်တော်မြတ်ညားလည်းမရှိခဲ့ပါတယ်ဒီရက်ယူကော့ပွဲဟာအပြည်သူတွေရဲ့လယ်ပင်ကိုကြိုးကွင်းဆွတ်မဲ့ယူကော့ပွဲပဲဒါပေမဲ့တစ်ဖက်မှာကတော့ဝါရပြမီဒီယာတွေရောပေါ့နော်စောစောကဟိုဥစဉ်နေသားမှာပြောခဲ့တယ်လို့ပေါ့နော်အမှုပညာသမားတွေကိုအသုံးချပြီးတော့မှပြောခဲ့တဲ့အဲထဲမှာသူတချို့ဟာတွေဥစဉ်တို့ဟိုမှတ်မိသလောက်လေးတွေအတူလေးတွေကြည့်ရသလောက်ပေါ့နော်ဘာပါလာလဲဆိုတဲ့ခေါင်းတော့ယူကော့ပွဲဟာပြည်သူရဲ့ထွက်ပေါက်ဆိုတဲ့ပုံစံမျိုးတွေ ပြောလာတာလည်းရှိတယ်ပေါ့နော်အဲဒီကြားထဲမှာလည်းပဲအဲနောက်တစ်ခုကကြတော့ဒီဘုံခွဲတာကဒါဟောမဟုတ်ဘူးပေါ့ဟိုတော်လာရေးမဟုတ်ဘူးဆိုတာနေတို့ပြောတာလေးတွေချက်နဲ့ချက်လေးတွေဦးဇင်းတို့ကြားတယ်ပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ပေါ့ကပေါ့စီလိုလည်းပဲဒီကုရာရကူရေးလည်းလုံလာဆိုတော့အဲ့ဒီအတွေ့အကြုံလေးတွေနဲ့ပေါ့ရှင်းဆက်ပြီးတော့မှဆွေးနွေးပြပါအောင်ဗျာဒီနေ့စကားဝိုင်းပုံပေါ့နော်အဲတပိတော့အနေနဲ့တပိတော့ဘက်ကနေဓမ္မဘက်ကနေပြီးတော့ဒီအတ္တမဝါဒီသမားတွေ ဘလောက်ထိအမားတွေလုံနေလဲဆိုတော့ဒါတပိတော်နေမဟုတ်ပါဘူးအားလုံးလည်းသိပါတယ်ခုနဆရာတော်မင်းတုံညာပြောသွားသလိုပဲသူတို့တွေကတမိုင်းရဲ့တရားခံပဲတစ်ချိန်ကြရတယ်တမိုင်းရဲ့တရားခံ နောက်ဆိုရင် ကလုံဥစိုးတွေအများကြီးပေါ်လာတယ်သူပေါ်ဖို့ရှိတယ်နောက်ဆိုရင်ဒီအစ်စ်တက်ကမဟုတ်ဘူးဆိုတော့သိတယ်ဒါပေမဲ့မဟုတ်တဲ့ဘက်ကနေပြီးတော့သူကဟုတ်ပါတယ်ဆိုပြီးတော့ဟာလာရုပ်ရှင်တွေဝင်ရိုက်တယ်အဇလန်တွေထွင်တယ် အဲ့လိုမျိုးပြောလိုက်တဲ့အတွက်သူတယောက်တည်းဒီရဲ့အကျိုးကခံစားရမှာမဟုတ်ဘူးတားဆင်မြေဆက်ခံစားရမှာဗျာအဲ့တော့ဟိုတားဆင်မြေဆက်အတွက်ကိုသူတို့မကြည့်ဘဲနဲ့ရေတိုပဲကြည့်တာဗောနော်ဒီရေတိုမှာသူတို့အေးစိနေရရင်ပြီးရောဆိုတဲ့ပုံစံနဲ့ပြောလိုက်တဲ့အတွက်တစ်ချိန်ကျရင်ဟိုနောင်တဆိုတာနောင်မရရဲဆိုလိုပဲဗျာအဲ့တော့ဒီရွေးကောက်ပွဲကိုတပိတော်တို့ဘက်ကလည်းဘာလို့စန့်ကျင်လဲဆိုရင်ဒီရွေးကောက်ပွဲဟာ ဒါတစ်ဖက်သက်ရင်းကောက်ပွဲကြီးဆိုတော့လေဒါကဘာလည်းသိတယ်ပြီးတော့တို့နိုင်ငံပြည်သူတွေအားလုံးလည်းသိတယ်ဟုတ်လားဒါအုံမဒီအားလုံးပြည်သူတရက်လုံးဒုက္ခရောက်မဲ့ကိစ္စကိုအဲသူတို့လို့ဒီလူတစုတစ်ဖွဲ့อ่ะဘာလို့ထောက်ခံနေကြတာလဲအကုန်ဒုက္ခရောက်မှာလေအကုန်ဒုက္ခရောက်မှာသူတို့ဒီဟိုဟာဘယ်လိုခေါ်မလဲပြည်သူကိုအစိတ်ခတ်တယ်ပေါ့နော်မဟုတ်မမှန်တဲ့ဟာတွေပြောတယ်ဒီတော်လိုင်းအစပိုင်းလက်သုံးချောင်းထောင်ခိုင်းတဲ့အထဲမှာ အခု ဒီစစ်အာဏာရှင်ရဲ့ဒီဇလန်းတူမှာပါခဲ့တဲ့ဒီအမှုပညာအရေးချုံတွေအများကြီးပါတယ်မင်းသားမင်းသမီးတွေအဲဒီတော့ကသူတို့ပဲအာဒါကြီးကိုဟိုအခုပဲထွက်တိုက်တော့မလို့လို့ဟိုတော်တယ်ပဲသွားတော့မလို့လို့အာတခါလဲဒီနေပြည်တော်ပဲစစ်ကြောင်းကြီးနဲ့သွားမလို့လို့ဒါမျိုးတွေလောက်ခဲ့တာလေဒါကလည်းဒီ online မှာဆိုရင်သူတို့ပြောထားဆိုထားတဲ့ဟာတွေကဒီ online ရှိနေသူမပြောက်ပြက်ဘူးသူတို့အဲ့ဒါကိုပြန်ကြည့်ရင်သူတို့ဟိုရှက်တက်ပါစေပေါ့နော် ဖြစ်တတ်ပါလေပေါ့ဟိုတချို့ကလည်းပြောတယ်ဒါကဖိအားတစ်ခုကြောင့်မှန်ပါတယ်တချို့ပြည်သူကလက်ခံပြီးတော့အော်သူတို့ဖိအားကြောင့်ဒါပေမဲ့ပြန်လည်ပြီးတော့သုံးသက်ကြည့်လို့သူဖိအားကြောင့်မဟုတ်ဘူးဗျာသူတို့စိတ်ထဲသူတို့ကိုယ်တည်းဟိုကစိတ်ပါဝင်စားသွားလေတရုတ်ဆောင်တပည့်တော်ကတရုတ်ဆောင်လည်းလုတ်ခဲ့ဘူးတယ်ဟိုဇက်သပင်လည်းကခဲ့ဘူးတယ်နောက်ပြဇက်တွေကခဲ့တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ရဲ့မျက်နှာကိုကြည့်တဲ့အတိုင်းသိတယ်ဒါသူတို့ကစိတ်ပါလားမပါလားဆိုတော့သိပြီ အဲ့လိုမျိုးပေါ့ဒါကလိန်လို့မရပါဘူးအဲ့တော့ဒီပြည်သူတွေကိုလူတက်တယ်မိရှို့တယ်ဓမြတိုက်တယ်အဲ့ဒီဘုံကျဲတဲ့စစ်တပ်ကိုဒီစစ်တပ်တို့လိုလီလုံတာသူတို့မသိကြဘူးလားဒါမှမဟုတ်ကိုယ်မထိသေးလို့သူတို့မနာတတ်တာလားပေါ့နော်နောက်တစ်ခုကသူတို့ဇက်ကားထဲမှာပြောတယ်ဒီဟိုပါပေါ့ရွေးကောက်ပွဲဇလန်းထဲမှာဘုံထောင်တာတော်လိုင်းမဟုတ်ဘူးတဲ့ဟုတ်ပြီဘုံထောင်တာတော်လိုင်းမဟုတ်ဘူးဆိုရင်လေမြန်နဲ့ပြည်သူအပေါ်ဘုံကျဲတာကြတော့ငိမ့်ငိမ့်လို့ခေါ်ပလား ဲ့တော့အဲ့ဒီအမှုပညာရှင်တွေဒီဇလန်တို့ရိုက်တဲ့အမှုပညာရှင်တွေကိုညနေချင်းစာပြီးတော့မေးကျင်တယ်။ဟောပြီဘုံထောင်တာဒေါ်လာကြီးမဟုတ်ဘူး။ဒါဆိုရင်လူတက်တာရောငင်းကြင်ကြီးလား။မီးရှို့တာရောငင်းကြင်ကြီးလား။ဒါဒီလိုမေးကျင်တယ်ဗျာ။အဲ့တော့ဒါအခုလိုပြောတာတွေကိုလေအဲ့ဒီဒီစစ်တပ်ကို ထောက်ခံနေတဲ့လူတွေတီးဖို့အလိုပါလေ။ဟိုသူတို့တွေ့ရင်လေသူတို့ဒါဟိုစင်စာတွေးခေါ်တတ်ပါစေဘောနော်။တချို့ကတော့ပြောတယ်အာဒီဘက်ကိုလာပါအချင်းရှိသေးတယ်။အမှန် တို့လာမယ်ဆိုရင်တော့ဟိုလက်တင်ခံလို့မရတဲ့အနေအထားဖြစ်သွားပြီဗျာ။ဟောဆိုတို့အတွင်းစိတ်မှာပေါ်သွားပြီလေ။အဲ့တော့ဒီဟာကိုထောက်ခံတဲ့လူတွေကပြန်စင်းလာမှာစစ်တပ်ကပြည်သူကိုဘုံတွေကျဲတယ်၊မိတွေရှို့တယ်၊လူတွေတက်တယ်၊ဓားများတိုက်တယ်။ PD ရဲ့ဒါမျိုးလို့လားမလုပ်ပါဘူး။ IAO တွေဒါမျိုးလို့လားမလုပ်ပါဘူးခင်ဗျာ။ဟိုဘယ်အဖွဲ့အစည်းကပြည်သူပြည်သူဘက်ကိုမျက်နှာလှည့်လဲဆိုတော့တို့သိဖို့လိုတယ်။အခုတောင်ကြီးမှာမိဘုံပြန်ပွဲကြီးလုပ်တယ် ဟုတ်လားပြည်သူတွေဟိုတကယ်လို့တပည့်တော်တို့ဘက်ကဓမ္မဘတ်တော်သားတွေကထိခိုက်စေခြင်းနဲ့ဆန္ဒရှိရင်အဲ့ဒီမှာဒုံးနေနဲ့ကျဲပါဘောဒါပေမဲ့မကျဲဘူးဩပြည်သူတွေရှိနေသူတို့မဲဆွဲစီယုံရေးလုပ်တယ်မနှောက်ရှက်ဘူးသူတို့လုပ်ဒါပေမဲ့ဟိုကိုယ့်ဘက်ကလုံလို့ရတဲ့နေရာတွေရပဲတပည့်တော်တို့ကသူတို့ဟိုတော်လန်နေပေါ့နော်ဒါမျိုးလေးရှိပါဗျာအဲ့တော့ဟိုအခုဒီဘုံကြောင်းတွေဘုံကျဲတယ်မထီးတဲ့ကြောင်းကဘုံကြီးနေကြတော့မနာကြဘူးဗျာနောက်တစ်ခုရှိတယ်စာသင်ကြောင်းတွေဘုံကျဲတယ် မကျဲခံရတဲ့စာတင်ကြောင်းဆရာဆရာမတွေမသိကြအောင်သူတို့မနာကြအောင်ကိုချင်းမစားဘူးပေါ့နော်အဲ့တော့အလုံးဂျုံကိုတုံးတက်ရင်ဒီစစ်တပ်ကိုအားပေးထောက်ခံနေတဲ့လူတော်တော်များများဟာကိုချင်းစာနာစိတ်မရှိဘူးလို့တပည့်တော်ကအဲ့လိုပဲတွက်ချင်တယ်ဗျာနောက်တစ်ခုဒီအာနာယူတဲ့ဟာလာဒီအုပ်စုကရွေးကောက်ပွဲလုပ်ပြီးတော့အာနာပြန်ပေးမယ်ဆိုတော့ယုံရမလားသူတို့ပြန်စင်းစားရမှာနော်ဒီရွေးကောက်ပွဲဝင်ပါတီတိုင်းမှာအခုစစ်တပ်နဲ့မကင်းကြပါဘူးဒါပေမဲ့ တချို့ဟိုပုံပုံမင်းတို့ညာပြောသလိုကိုကိုကြီးတို့လိုလူမျိုးတွေပေါ့နော်ဗာတစ်ချိန်တုန်းကတော့ဟိုတော်လန်ကြီးကိုဘယ်လိုလုပ်ခဲ့ဒီမိုကရေစီဘယ်လိုလှုပ်ရှားတယ်ဒါပေမဲ့သူတို့ရဲ့တိတ်ခါတရားတွေကိုငွေနဲ့လဲပလိုက်တယ်အဲ့ဒါတွေကရင်နာဖို့ကောင်းပါတယ်ဗျာဟောရင်နာဖို့ကောင်းပါတယ်နောက်တစ်ခုကဒီအရကြီးရဲ့တစ်ဖက်သက်ရွေးကောက်ပွဲကြီးလေတကယ်တော်တဲ့ခေါင်းဆောင်တွေထောင်ထဲမှာထည့်ထားတယ်ပြီးတော့တစ်ဖက်သက်ယူကောက်ပွဲလုပ်တယ်တကယ်လို့သူတို့ဒါယောက်ျားဆန်မဲတတိရှိမဲ ဓမ္မဆံမယ်ဆိုရင်အဲ့လူတွေထုတ်လိုက်ရွေးကောက်ဝဲဟုတ်လားပြင်းပြတတ်တတ်လုပ်မယ်သူတို့လုပ်လဲသူတို့ရှုံးမယ်ဆိုတာတိတယ်ဗျအဲ့တော့ဒီရုပ်ရှင်ရိုက်ပြီးတော့ပြည်သူကိုအစိတ်ခတ်တဲ့ဒီအမှုပညာအမိခံပေါ့နော်အဲအဲ့ဒါတွေကလည်းသူတို့ဘက်မှာ RBI ညောက်ရှိတယ်လက်မဲတွေအများကြီးရှိတယ်အဲ့တော့တပီတော်တို့ကအခုဆိုရင်ဒီဇလန်းတို့မှာပါတဲ့ဒီအမှုပညာသမားတွေဘာတွေကိုဘွိုက်ကော့လုပ်ကြတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့လူတွေဘွိုက်ကော့လုပ်ကြတယ်မှန်တယ်ဗျာ ဒီ bike ကဒီကြိမ်လောက်တာတော်တော်ထိရောက်တယ်တော်တော်ထိရောက်တယ်အဲ့တော့ဒီလိုတို့ပြည်သူတွေကလည်းဟိုတခါကျရင်စိတ်ဆိုးလွယ်တယ်ပြီးရင်စိတ်ဆိုးပြည်လည်းမြန်ညားတယ်အဲ့တော့ဒီအခု bike ကလောက်တာတဲ့ဟာကိုစနစ်တကျဟိုလောက်တဲ့နေဘာလို့ဆို bike ကဆိုတာကတပိတော်ဟို online ပေါ်မှာတွေ့ဘူးတယ်ဘောနော်စာတစ်ခုမှာသူတို့ bike ကလောက်ဆိုတာတပိတော်တို့ကမာနာကိုပြတာပဲတပိတော်တို့ပြည်သူရဲ့မာနာပေါ့မင်းတို့ငါတို့ကို ဒီလိုမလုံးနဲ့ဒီလိုလို့ရင်ငါတို့ကမင်းတို့ကိုအဲ့လို boy god လုံးမယ်ဥပိ္ပခာပြုတ်မယ်ဒါသတိတော်တို့မာနလေအဲ့တော့ပြည်သူကလည်းကို့မာနကိုကိုတန်ဖိုးရှိရှိနဲ့သူတို့ boy god များများလုံးပါဒီလူတွေကို boy god များများလုံးရင်စစ်တပ်ပြိုလဲဖို့ကရာဂိုင်းလုံး60လောက်တည်ကြတယ်ဗျာသူတို့ကလည်းသူတို့ဘက်မှာထောက်ခံတဲ့လူရှိနေလို့သူတို့ထင်နိုင်ကြရတာအဲ့တော့သူတို့ထင်နိုင်ကြလို့မရအောင်သတိတော်တို့ကလည်းသူတို့ရဲ့ရေတောက်မြစ်တွေကိုရှင်းပြရမယ်တောင်းတိုင်တွေကိုရှင်းပြရမယ် ခုလိုဘွိုက်ကော့လောက်အောင်ပေါ့နော်အဲဒါလေးဆိုရင်အဲ့လိုမျိုးတွေကများများလုံးမယ်ဆိုရင်တပည့်တော်တော်လေးလည်းအောင်မြင်နိုင်တယ်ဒါတပည့်တော်ဓမ္မဘက်ကအဲလုတ်တဲ့လူတွေလည်းအတ္တမကိုလွယ်လွယ်ကူနဲ့တွန်းလှန်နိုင်မယ်ပေါ့နော်အဲအဲ့ဒါလေးပြီးတော့ပြောကြည့်ပါလေဗျာနောက်တစ်ခုကဓမ္မဘတ်တော်သားတွေကအခုသူတို့အတ္တမဝါဒီသမားတွေတိုက်ထုတ်တယ်ဆိုတော့တပည့်တော်တွေလည်းတပည့်တော်တို့ဘဝတွေရှိတယ်မိသားစုတွေရှိတယ်ဒါလားတကူရေကာရမဟုတ်တချို့ကတကောင်းနဲ့ယူလို့လုံနေကြတာပေါ့မဟုတ်ပါဘူးတပည့်တော်တို့အခုလုံနေတာကအနီအတွက်လည်းမဟုတ်ဘူး အစိမ့်အတွက်လည်းမဟုတ်ဘူးပြည်သူလူထုတည့်ရလုံးအတွက်လှုပ်တာပါတကယ်လို့တပည့်တော်လှုပ်တာအောင်မြင်သွားပြီတိုင်းတိုင်းပြည်လုံးအဲဆန်စားရမယ်ဒါမျိုးပေါ့နော်အဲ့လိုမျိုးတွက်ပြီးတော့တပည့်တော်တို့ကဒါတော်လန်ကြီးကိုလှုပ်တာပါဒါကိုဒီအတ္တမဘက်ကလူတွေကတော့ဟာမျိုးမျိုးပြောကြတယ်ဒါပေမဲ့ခုနပြည်သူကိုနောက်ဆုံးပြောကျင်တာကတော့ဓမ္မဘက်ကနေပြီးတော့ရက်တည်ပြီးတော့ဒီအတ္တမကိုအဲဘွိုက်ကော့ဟိုစပယ်ရှယ်ဘွိုက်ကော့ကြီးလှုပ်ပြီးတော့ကိုယ့်ရဲ့မာနကို ဓမ္မဘက်ကမာနကိုပြပါလို့အဲပြောကြရတဲ့တပည့်တော်ဒီကုန်းချုပ်ပါလေခင်ဗျဟုတ်ကဲ့ပါကိုပေါ့စီကျေးဇူးတင်ပါတယ်ဗျ